เนาะมา must ตัดပြပါဆိုလို့တက်ပြလိုက်ကင်เนาะမျက်လုံးကိုပဲကြည့်ကျွန်တော်ကြည့်ရမှာမလို့ဒီမှာမျက်လုံးကိုပဲကြည့် Google တွားခောက် glue ကလုံးကိုတွားကြည့်เนาะဒီမှာမျက်လုံးချင်းမတူဘူးကျွန်မเนาะမျက်မျက်တွေမျက်မျက်တွေဝုန်းဝဲမမှန်နဲ့နာမည်ကနန်းနန်းနဲ့တိတ်ချမထားအလုံးမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဇိုင်းကြီးပါဗျလိုင်းပေါ်မှာဒီမြမြနဲ့တူတဲ့အမကိုတော့အလုံးတိကျမယ်လို့ထင်နေဗျဒီအမကလူလိန်ဆိုပြီးတော့ဒီညီမတယောက်ကပြောလာတယ်ဗျ ဒီမြမြနဲ့တူတဲ့အမားကပေါ့နော်ဒီ line mode မှာသူကဖုံးနေပါတယ်ရောင်းနေပြဒီလိုမျိုးပြောတာကသူ့ရဲ့ customer တယောက်ကပြောတာကဲဘာဖြစ်လို့သူ့ကိုလူလိန်ဆိုပြီးတော့ပြောရတာလဲဆိုတာကိုတော့ဒီ view လေးကိုဆောင်းအောင်လိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပြစီပြကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော် online မှာ iPhone ရောင်းနေတယ်ဒီအမောက်တည်မလားဒီမှန်းချီမှာဖုံးမွေးခင် DVD ကိုဆောင်းအောင်ကြည့်လိုက်အောင်နော်ဒီမှာလည်းသူရဲ့အမကိုအလုံးတိကျမယ်လို့ထင်တယ်နော်။ဒီကောင်လေးတိကျမယ်။ ် offline ဆိုလို့ပြောရမှာဒီမှာဒါသူစီကဝယ်ထားတဲ့ဖုန်းပထမဆုံးတစ်လုံးဝယ်တယ်ဒါဒုတိယပြန်လဲလိုက်တဲ့ဖုန်း battery မကောင်းလို့ပြန်လဲလိုက်တဲ့ဖုန်း offline ဆိုပြောရအောင်ငါပထမဝယ်လိုက်တဲ့လုံးမှာဘာဖြစ်နေလဲဆိုရင် battery service ပြန်နေရယ် battery ဟဲက94%ခန့်လုံးပဲရှိရယ် iPhone 3ရဲ့လူတိုင်းသိရယ် battery ဟဲက80%ခန့်လုံးအောက်ဆုံး battery မကောင်းတော့ဘူး battery ရတယ်တုံးရမှာခံတော့လဲရတော့မယ်ဆိုတာဒါပေမဲ့သူက offline ဆိုပြီးပြောရအောင် ဲ့ပါပါရင်ချက်ချင်းနောက်ကလုံးနဲ့လဲပေးမယ်လို့ဒီလိုတည်းမှလည်းပါရယ်နော်ပြင်ကြည့်မယ် runny ထည့်ပေးမယ် runny ကာလထဲသုံးရတာအဆင်မပြေအချိန်မရဖုန်းခေါ်အသက်တစ်လုံးနဲ့ချက်ချင်းပြန်ချိန်ဘယ်လိုစားပြပြနေလို့ဖုန်းခေါ်ပြောလိုက်တဲ့ခါကျတော့ဗာပြောလဲဆိုတော့အောက်တရားပြည့်စုံသူတို့ရှင်ချောင်းလာလို့မပြောဘူးတလှပဲနော်အောက်တရားပြည့်စုံသူတို့ရှင်စရတယ်တော့ကြည့်ပြီးဗန်နိုင်တော့တော့ဆိုတော့ချက်ပြပြောပြီးနော်ခုနကရှင်းမနေကနေစက်တိုက်တုံးလား၈နာရီ38မှာပါ20ပဲကျန်တော့ အားရထိတွင်းသွားတယ်။တနိုင်ွယ်ပဲခံရွယ်တုံးကြည့်လိုက်တော့နိုင်ကဘက်ခံလို့ဘယ်သူကလည်းစားပြပြနေရဘယ်သူကလည်းကန်စလီရကန်နေဖြစ်တယ်။မကဘယ်သူကမကောင်းတဲ့အတွက်အလုံးတက်နေနေလေးပါဆိုတော့ဘယ်လိုလဲဆိုအမအောင်ရောင်းတဲ့ဖုန်းကိုခေါင်းလာပါပြီရဲ့လို့ပြောရောင်းတာမဟုတ်ဘူးနော်။အမအောင်ရောင်းတာစက္ကန့်လုံးနော်။စက္ကန့်လုံးကိုရောင်းပေးတာမှရက်တစ်ကိုရောင်းပေးတာမဟုတ်ဘူး။ဘရှိကို100%နဲ့တွားပြီးရှင်လို့မရဘူးမှ။ iPhone တွေကလည်းဘရှိအကျမြင်တာလို့ဆက်ပူတာလို့ဖြစ်တတ်တယ်။အဲ့ဒါအဲ့ဒါမဟုတ်ဘူးမှ။စတဲ့ကဘက်တရီအကျမြင်နေဆိုတာကဇောနာပြောတာနဲ့ကလည်းနည်းနည်းကွဲသွားပြီနော်။ ဆိုတာပါထည့်ပြောပြီးအောင်ဘက်ထရီ percent 90ရာခိုင်နှုန်းထိပဲအမှတ်ခံနေဆိုတာပါထည့်ပြောပြီးအောင်ဘက်ထရီစားပြီးပြတ်နေတာတဲ့အဲ့ဒါမဟုတ်ဘူးတဲ့အဲ့ဒါတို့ပြောချက်ချင်းလဲပြင်မယ်ဆိုပြီးတော့နေရနီးပါးလောက်ကွာနေရနီးပါးလောက်တော်တော်ပြောယူရရရရတယ်ကိုကြီးကိုလိုဘက်ကတအားလဲစင်နေစင်ဖြစ်စည်းကိုပြန်ကောက်ပေးမယ်နော်ပြန်ကောက်ပေးမယ်ရှင့်အဲ့ဒါနဲ့ဖုန်းနောက်တစ်လုံးနဲ့လည်းနေတော်ပြောလဲဆို ဘာဖြစ်လို့လဲနော်အဆမနဲ့တော့လဲပေးချင်တဲ့ပုံမှန်ရှိတယ်။အဲဒါဆိုဒါဆိုလို့နော်ဘိုင်းမွန်တင်နေဘာညာပြောတဲ့ခါကျတော့လဲပေးမယ်။ဘာဖြစ်လို့ရင်တကယ်လို့ကောင်းကအဆင်ပြေဆိုလို့ရင်ငွေပြန်အမ်းလို့ပြောတော့ငွေလည်းပြန်ငွေလည်းပြန်အမ်းလို့မရဘူးလေတခြားတခြားတစ်သိတင်နေတခြားကုန်းတစ်သိတင်နေတော့လဲလို့ရတယ်တဲ့။လေလို့ရကြတော့ 32GB ဝယ်တာ 64GB နဲ့လဲပေးပါအဲ့တော့ဒီလုံးကသူကအဲ့ဒါစမယ်ဆိုတော့ပထမဆုံးဖုန်းကလည်းဒီ iPhone 10ပဲဘယ်လိုရက်က84ရာခိုင်နှုန်းဖြစ်နေလို့ပြန်လဲလိုက်ပါဆိုဘာနဲ့ပြန်လဲပြလိုက်လဲဆို83ရာခိုင်နှုန်းဖြစ်နေဖုန်းလဲပေးလိုက်တယ်စဉ်းစားကြည့်စဉ်းစားကြည့်နော် ပထမရှားဖြစ်ပြနေပထမလုံးလုံးအောင်ပထမရပထမကခုနစရိယကိုင်းအောင်ဖြစ်နေပါအဲ့မခုနကအခု94ရာခိုင်နှုန်းဖြစ်နေလို့ဗတိစားပြပြနေလို့အလုံးလေးပြောင်းချင်းနေဟာ93ရာခိုင်နှုန်းနဲ့လဲပေးလိုက်တယ်။အော်တသိန်းစောဆိုပြီးအထင်မသိနေပရိုမိုးရှင်းထားလိုက်တာလို့နေနေရတာ။နော်ဓာတ်ပုံရိုက်ကြည့်တော့ကင်မရာကြီးလိုကြီးခတ်စပီကာမှာနှစ်ပေါက်နဲ့အတန်းစိတ်တက်ဆောင်ပြီးစကရီမန်ပြန်တွက်တယ်။စပီကာကျဲတယ်ဖုန်းပြောဖုန်းခေါ်စင်ကပ်မရွှေတဲ့အချိန်ကဒေတာဝိုင်းစင်ကပ်မရွှေလို့ပြောနော်။နောက်လဲလိုက်တဲ့ဖုန်းဗတိစားပြပြနေတဲ့အချိန်ဘာဖြစ်လဲဆိုစင်ကပ်ကပထမဆုံးအော်ရီတုကထိလိုက်တယ်စင်ကပ်လိုင်းတက်ဘူး။လိုင်းတက်ဘူး။ ။လမ်းတက်တဲ့ခါကျတော့တက်လီနော့ကနေမှလိုင်းတက်တယ်။တက်လီနော့ကထဲမှာပဲလိုင်းတက်တယ်။ sync community လို့ဆိုတော့ sync community လေး။ internet line ဆိုရအောင် 4G အတင်းနဲ့ Facebook, Viber, offline game, mini game စိတ်ကြိုက်ချက်တော့လုပ်ရတယ်။ Facebook, Viber, offline game, mini game မျိုးရယ် game server နဲ့ Facebook, Viber ဘာရှင်မြင်လို့ download ဆိုလို့ရ။ဒီကောင်မှာပါရဖာရှင်က web page version နဲ့ပါတယ် Facebook တို့ Messenger တို့ download ဆင်းနေသူ version က50.5ရှိတယ်။ Application က App Store မှာ download ဆက်တယ်။တော်တော်နှိမ့်နေရအောင်နော်။ မှာပတ်ပေါ်လာတဲ့ချက်50.1 version က application ကဘာရှင်းမြင့်ပြီးတော့ဖုန်းက version နဲ့တော့ download ဆိုလို့မရဝင်လာလားဆိုချက်ဒီနှစ်ခုဒီနှစ်ခုပဲ download ဆိုလို့ရတယ်ဒါနဲ့ Instagram ကြီးဟုတ်ပါတယ် Instagram download ဆိုချက်ရမရဘူး Viber download ဆိုချက်ရမရဘူး Messenger လည်းမရ YouTube လည်းမရဒီလိုပြောတာအကုန်ရတယ်သူ Viber ရော Messenger ရော YouTube ရောတယ်နော်ဒါတော့တော်တော်များသွားပြီဗျာနော်ကျွန်မလုံလုံကကြတော့ဖုန်းဆိုင်ကအကူက သူ့အကောင့်နဲ့ဒေါင်းလုဒ်ဆဲပြီးထည့်ပေးလိုက်တာဖုန်းမှာ version နဲ့နေဒေါင်းလုဒ်ဆဲလို့မရဘူးလေသူတို့ပြောလို့ version မြင်နေတဲ့ offline offline ဆိုပြီးပြောရအောင် version လည်းနေတခြား customer ဆက်ပေးမကောင်းတာတွေလည်းရှိရေနော်ရှေးဝမ်းမှဆိုလို့မပြောတော့အဲ့တော့ခြုံပြောရရင်ဈေးတန်နေဆိုတော့ဖုန်းသွားဝယ်မယ်ဆိုရင်ပထမဆုံးဘာဖြစ်မလဲဆိုရင်အရင်ဆုံးဒီက3600တန်းရှိဆောင်ကအိုင်ဖုန်း6ဒီမှာသူစီရမှာလေ ID ဖုန်းဘုတ်တော့ပြန်ကုန်မယ် iPhone မတုံးပဲလေတည်အောင်နော် ID ဖုန်းရတယ်။ ID ဖုန်းမှာတုံးရ Android ဖုန်းတွေလိုတမ်းတုံးနေရအောင် ID ဖုန်းမျိုးတွေအရင်ဆုံးပြန်ကုန်မယ် ်ဇလိမနာလည်းတောင်းပေးရတယ်။ပြင်ပါပြင်လဲဆိုရင်ဘက်ထရီဟက်ကိုကြည့်ရမယ်ဘက်ထရီမကောင်းတနိုင်ခွဲအားအပြည့်တရာတနင်္လာတနိုင်ခွဲလောက်ပဲခင်ဗျ sync ကရွေးတယ်အမ်ဘယ်လိုမကောင်းတဲ့ဘလိုဖြစ်လဲဆိုလို့ရင်ဘက်ထရီလေးကျလာနေညတက်ကလည်းမတွက်တော့ဖုန်းကလည်းပူတယ်။ iOS ကပူတယ်ဟုတ်ကဲ့။သုံးရင်လည်းပူတယ်။ဘက်ထရီကကျလာနေညဖုန်းသုံးကလည်းမတွက်တော့။ကီးဘုတ်လည်းတက်မလာဘူး။ post တောင်မှတင်နေအောင်။လို့ပြောတက်တက်တယ်ဆိုတာလည်းပြတယ်။တက်တက်တယ်ဆိုလို့ပြောပြထားရတဲ့ဒါနဲ့မှရန်ဝင်နေတယ်ဆိုရင်ကိုယ့်လက်ထဲဖုန်းရောက်ရင်ဘာရင်စစ်ရမလဲဆိုရင်ဘက်ထရီကဘလောက်ပါလဲဆိုတာတခါလည်းမေး။ ်နေပြီးမှ80ရာခိုင်နှုန်းနဲ့အထက်တောင်မှ80လောက်ဆိုရင်တော့မစိုးပါဘူးအဲ့လောက်ဆိုမှရှူပြီးတော့ရင်စင်ကက်ကလည်းစင်ကက်တကယ်ယူမှုတွေဗာရှင်မြင့်မြင့်ဆိုတာတိတ်ချစစ်ပြီးမှဝင်နားရကျင်းထိခံရရတော်တရပေါ့ iPhone 6လေးတတိယတော်တိုင်းဝင်ပြီလို့ဟို iPhone 13 Pro Max ဒီပါရီလာဈေးကြီး၄၅ကျင်းကျော်ရတာပေးပြီးဝင်နေလိုက်တော့ကွိုင်းကြီးတက်ပြီတော့မဝယ်ခင်ဗီဒီယိုစုံအောင်ကြည့်ပြီးတော့ခွေတင်ဝယ်တင်ဆုံးဖြတ်ညောင်တော့လည်းမကောင်းဘူးလို့တင်မပြောခြင်းပါဆက်ကြည့်ကိုပိုင်နေအောင်နောက်ကြီးရစင်းစားကဲဒီတစ်ခါမှာတော့မြန်မြန်နဲ့တူတဲ့ဒီမနန်းနန်းကပေါ့နော်အဲ့ဒီအမားက ူကပြန်လဲဖြည့်ရှင်းထားတာရှိတယ်ဗျာနော်သူရဲ့ပစ္စည်းကဘယ်လိုရှိတယ်ဘယ်လိုရှိတယ်သူကဘယ်လိုအာမခံကြောင်းပေါ့နော်ကဲအဲ့တော့အဲ့ဗီဒီယိုလေးကိုကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော်ဆိုတော့လေမနေ့ကဒီ bad review ဒီဗီဒီယိုကိုတွေ့ပြီးကြားပြီးလို့နန်းထင်နေပေါ့နော် ဟောဒီအမိုင်းကိစ္စလေးအရင်ကြီးမာတဲ့ပြဿနာတော့မဟုတ်ဘူးတိလာအဲသူကတက်တက် attention ရှာတယ်လို့ပဲနန်းတော့ထင်နေပေါ့နော်ဒီကိစ္စကသူ့ကိုနန်းပထမဆုံးရောင်းလိုက်တဲ့ဖုန်းလေးက battery service ပြနေပေါ့နော်အနန်းတို့ပြောခဲ့တဲ့အတိုင်းပဲနန်းတို့စီမားဒီ error ပါလို့ရှိရင်အစ်တစ်လုံးနဲ့ပြန်ချင်းပေးမယ်အများနဲ့ပြောနေကြစကားအတိုင်းပဲနန်းအစ်တစ်လုံးနဲ့ပြန်ချင်းပေးခဲ့တယ်နန်းကိုယ်တိုင်လည်းတည့်တည့်အလုံးတရာကျော်ကြီးနော်ဒီအလုံး90တရာဝင်းကျင်လောက်အများနဲ့ရောင်းနေရဖြစ်တဲ့အတွက်ကြောင့်မတော်တဆအဲ့လိုမျိုးအခါတခါလင်းကားလုံးလောက်တော့ error ပါတယ်အဲ့လို error ပါတတ်တာဖြစ်တဲ့အတွက်ကြောင့်နန်နိုဘကလည်း error အမခံဆိုပြီးထည့်ပေးထားပြီးတာဒါအလကားထည့်ပေးလိုက်တာမဟုတ်ဘူးအစင်မပြေပြန်လဲပေးဖို့အတွက်ကိုထည့်ပေးထားတာရှင့်အဲ့လိုလေပြန်လဲပေးခဲ့ပါလျက်သားနဲ့နောက်ထပ်ဖုန်းတစ်လုံးပို့လိုက်တဲ့အချိန်မှာ battery percentage က84%ခန့်လုံးပဲရှိလို့ပါဆိုရင်တัวနန်နိုထပ်ပြီးပြဿနာရှာတယ်ဒါနန်နိုဘကတော့ကောင်းကောင်းမွန်မွန်ပဲဒီအဖြေရှင်းပေးတယ်ကောင်းကောင်းမွန်မွန်ပဲပြန်ပြောပေးခဲ့တယ်ဒါပေမဲ့သူ့ဘက်ကတော့မကျေနပ်ဘူးထင်ပါတယ်အဲ့လိုကြီးကောက်တင်လိုက်တယ်ပေါ့အာနန်ပြောချင်တာကဒါ iPhone ကင်ဘူးတဲ့ က်လူတိုင်းတိရယ်เนาะ Android Android တမားတွေတော့တိမှာမဟုတ်တာ iPhone user တွေတိုင်းတိရယ် Nan phone ဆိုလဲဝယ်ထားတာ3 30ကျော်တယ်3000တနစ်ဝင်းချင်မဲ့ရှိတယ် battery percentage က98ပဲကျန်တော့တယ် เนาะဒါတိုင်း30ကျော်တုံးထားတဲ့ဖုန်းတစ်လုံးเนาะတစ်ပိုင်းခွဲမပြောနဲ့ဒါနန်းပေးထားတဲ့ quality နဲ့တူပြန်ပေးရတဲ့ဈေးနှုန်းကတကယ်ကိုကိုက်ညီပြီးသား iPhone 6တစ်ပိုင်းခွဲတန်ဝယ်ပြီးတော့မှ35တိုင်းတဲ့ iPhone 16နဲ့တော့ quality တော့ရှင်လို့မရဟုတ်တယ်ဟုတ်เนาะ battery တရလိုချင်နေဆိုလို့ရှင်တော့ပတ်ကင်ဖောက်မှာပဲရမယ်ဒါမှမဟုတ်ဒီဆက်ဖြုတ်ပြီးတော့မှ battery လဲထားမှာပဲရမယ်နန်းတော့ battery လဲထားတာမဟုတ်တဲ့အတွက်ကြောင့်84ရာခိုင်နှုန်းပြီးတော့တနိုင်းခွဲပဲခံနေဆိုတဲ့စကားပေါ့เนาะတနိုင်းခွဲပဲခံနေဆိုတာ iPhone user တိုင်းတိတယ်။နန်းဖုန်းတောင်30 30ကျော်ပေးရတယ်ဆိုပေမဲ့ဒီနော်နှစ်နိုင်လောက်ပဲအသုံးခံတယ်။ဒါဘက်ထရီမခန်တဲ့ပြဿနာလို့ဆက်ပူတဲ့ပြဿနာလို့ဆိုတာ iPhone တုံးတဲ့ဒီတိုင်းခံရတာပဲ။ဒါမဲ့30တင်ကြိုက်တယ်လीနော်ဟုတ်တယ်မလား။အရင်ကြိုက်တယ်အိုင်ဖုန်းကိုဒီရှိလျှောက်လဲဆက်ပြီးသုံးမှာ။နောက်ပိုင်းဆိုလို့ရှင်နန်းက ဒီနိုင် customer တွေ iPhone တွေကိုဈေးတက်တက်တတနဲ့သုံးနိုင်မှုအတွက်ကိုနန် body chain တွေအစား store ရှာနေပါတယ် body chain တွေရလို့ရှင့်နန်းပြန်ဖြန့်ပြီးမယ်အတိကနန်းရည်ရွယ်ချက်ကဒီ iPhone เนาะ လူငယ်တိုင်းเนาะမြန်မာနိုင်ငံလူတိုင်းလူတန်းစစ် iPhone ကင်နိုင်ရမယ်ဈေးနှုန်းတက်တက်တတားနဲ့ body chain တွေထိနိုင်ရောင်းပေးမယ်เนาะဒါနိုင်ရွေချက်ပဲဒါခုဖြစ်သွားတဲ့ပြဿနာလည်းဘာမှအရင်ကြီးမားတဲ့ပြဿနာမဟုတ်သူ attention လိုချင်လို့ဖြစ်သွားတဲ့ပြဿနာလို့ပဲထင်တယ်ဘာပဲဖြစ်ဖြစ်နိုင်ရဲ့ customer attention ရှာတယ်လို့ထင်နေတာပါเนาะ customer is already right ပဲဟုတ်တယ်เนาะနံပါတ်ကပဲအားလုံးတောင်းပန်ပါတယ်လို့ iPhone 6 Gen 2 review နဲ့ပတ်သက်ပြီး comment လာမှန်းလာရမှန်းတို့ reply ပြန်ပေးမယ် တန်ရှင်းရှာတဲ့ follower ရှာတယ်လို့ပြောရအောင်ငါတင်လာတဲ့ video ကတန်ရှင်းရှာ follower ရှာတဲ့ video လားလူရင်းတူရှင်တင်လာပြရည်ကိုလူချင်းချင်းမကတော့ကိုအခြေခံလူရင်းကြတယ် iOS ကြောင့်နားမလည်တဲ့လူတွေ Android ကနေကြလူတွေဆိုရင် iOS ကြောင့်နားမလည်ကိုလည်းနားမလည်လူချင်းထိတ်ကြတာခုမကန်ဘူးလား iPhone မကန်ဘူးလားခုမကန်ဘူးလားဆိုဟုတ်တယ်မကန်ဘူးခုမကန်ဘူးလား iPhone ကအရင်တိုက်နေလို့ဝင်လိုက်တာလည်းမဟုတ်ဘူးတင်းကြော်လေးနဲ့တန်နေပေါ့တင်းကြော်လေးနဲ့ဈေးတန်နေ iOS ကနေကြမဟုတ်တော့ကန်ကြည့်နေဆိုဝင်လိုက်တာအရင်ကမှရှိရနော် အခြေခံရင်းသားတွေအရင်ဖုန်းတော့မရှိတဲ့အခြေခံရင်းသားတွေဆိုသူတို့ရှိတဲ့ပစ္စံတွေချစ်ကုန်ပြီးဝယ်ရတာအဲ့ဒါဆိုမိအင်းနှစ်ခါတော့ပြင်မှာဆိုတော့ငါတင်ပြီးလာငါတင်လာတဲ့အချိန်မှာလေသူမြေကျူးမြေကျူးဘာမှမပြောတော့ဘာမှဝယ်ပါနဲ့လို့လည်းမပြောတာဘူးသူအမှန်လို့တည်တယ်လို့အမ် iPhone မကန်ဘူးမှန်တည်ရတယ်လို့ဒါပြောနေလို့ရှိရယ် iPhone မကန်ဘူးလို့ iPhone သုံးနေကြမှာမဟုတ် Android ဖုန်းတွေသုံးနေကြမှာမဟုတ်ချင်းချိတ်ခံရတာလေအဲ့ဒါကြောင့်တခြားလူချင်းချိတ်မခံအောင်တင်ပြရတယ်ဒီလိုသုံးနေနေဆိုတော့နင်တို့လည်းနင်တို့ပုတ်ချက်နဲ့လောက်တောင်တို့ငါလည်းငါတို့ပုတ်ချက်နဲ့တက်နိုင်တာလေးဝင်ရတယ် ချင်းမင်းမဝေပါနဲ့မသုံးပါနဲ့လို့ပြောတာမဟုတ်ပြနော်သူ့လိုမျိုးဒီလိုမျိုးချင်းတဲ့ခံရမှာဆိုလို့ तू อ่ะ तू ဖြစ်တဲ့ဖြစ်ပြပုံစံလေးကိုပြောပြတာဗျာနော်အားလေးတော့နားလေသိနေဗျာနော်ဆိုရှိရခက်ခက်တက်တင်းနေလာလူဆိုကြဘယ်လိုလေးလဲဆိုတော့အုံနောက်ရှိရဲ့လူတိုင်းဟိုလေဘာတမောရထွက်တာကြပြီပေါ့ဒါမှမဟုတ်အုံနောက်ဘလောက်ရှိရှိကိုတုံးနေကြပစ္စည်းမဟုတ်တဲ့အတွက်ကိုနဲ့အရင်ကြီးကြောင်းဝင်ရှိပြီးတော့ iPhone ကိုလည်းငါတို့ကစိတ်ဝင်စားရမဟုတ်လို့သူမပြတ်ဘာမှလည်းမလေ့လာတော့အဲ့တော့ငြင်းနေရတယ် ။ဟိုကန်ကမဟုတ်ဟိုတည်းမဟုတ်လည်းမကန်ဘူး။ဒီစကန်အလုံးက iPhone 6စကန်အလုံးကပထမဆုံးစကန်လေအလုံး။ဒီလေရောက်ပြီးမှသုံးရတာအဆင်မပြေလို့ဒီနေ့ပတ်သက်တဲ့ information ကိုရှာပြီးတော့တခြားလူတွေဝယ်မယ်ဆိုရင်ဒီဗီဒီယိုအရင်ကြည့်သွားပြီးဝယ်သင့်မယ်ဆိုရင်ဆုံးဖြတ်လို့ရအောင်တင်ပေးတယ်။ပြောရတဲ့အချိန်မှာ battery health ကို100%လိုချင်ပါတယ်လို့လည်းမပြောထားဘူး။ iPhone 6စကန်ကိုပြီးတော့13 Pro မှာလောက်16 Pro မှာလောက်လိုချင်ပါတယ်လို့မပြောထားဘူး။ iOS တောင်းနားမယ်ပဲနေဝယ်လိုက်တယ်။ offline ကိုပြောပြီးတော့သုံးရတာလည်းများနေလို့ offline နဲ့မကန့်ညီတာကိုတင်လာပြီ။ ် iPhone 6စကန်လုံး battery တနိုင်ခွဲခံတာတော်ရောပေါ့။တတင်းကြော်လေးပြေးလာတော်ရောပေါ့ပြန် battery ရတယ်တနိုင်ခွဲဆိုအလွန်ဆုံးကြော်ထားတာတည်း။ video လိုက်လို့တနိုင်ခွဲတော့မခံ။တနိုင်တော့မခံဘူးပဲပြောမစိုက်။တော်စင်ပြီတုံးရတခြားလူတွေလေအမ်တသိမ့်မဲ့ဖြစ်ဖြစ်တထောင်မဲ့တောင်းမဲ့ဖြစ်ချွေးနေကြတယ်ရူးရူးတတတ်ရှာရတဲ့ပုံစံလေးမရှိတဲ့လူတွေအတွက်ဆိုရင်တော့အရန်ကိုတောင်းလို့ရှိတယ်တို့မိအင်းနှခဏမဖြစ်အောင်ပြောပြပြီးတော့ iPhone တုံးနေကြလူတွေမဟုတ်လို့ iPhone ကိုပူတတ်တာအားကြောင့်မြန်တာတွေဘာမှသိမှာမဟုတ်အဲကြောင့် offline offline လို့ပြောရအောင်ပြီးတော့သူတို့ထဲမှာပြောတဲ့အထက်လေးတွေကိုကဖြည့်ပြီးတော့ပြောပြလိုက်တာမတင်မွေတင်ကိုကိုပဲဆုံးဖြတ်ခိုင်းတာနော်သူတို့ကမကောင်းပါဘူးငါ့ကိုတောင်းပေပါနဲ့လို့လည်းမပြောထားဘူးသူပြောထားတဲ့အချက်တွေကိုတစ်ချက်ချင်းပြန်ရှင်းသွားပြီးတာတချို့ကဂုဏတော်တော်နဲ့ပြောထားတဲ့ comment လေးတွေတွေ့ရကျေးဇူးတင်ပါတယ်ကောင်းမအောင်ပါကိုကိုတက်ဖက်ချင်းထီတာမဟုတ်ဘူးကွာတို့ကိုတက်အရင်ချင်းမိလိုက်လို့လည်းရှိတယ်အများကြီးပဲဖက်ချင်းတည်တယ်တည် မှုဝါပါရောစားခံရတဲ့သူတွေအများကြီးပဲနော်။အဲ့ဘာတိတ်နေစီတော့ပေးဝယ်လို့အစီအစီတော့ထွက်ပြီးတာကြားပြီးလို့စီတီကျုံမောင်းမလဲလို့လေ။ iPhone စီတီကဘာလို့မှမသိဘူး။ဒါကြောင့်မ iPhone ဒီဖုန်းလေးရောက်လာတော့မှကိုယ်အသေးစိတ်ထက်တယ်လို့ရှာပြီးကိုယ်လမ်းမိတယ်လို့ပြီးပြင်တင်လေးရ။မိုးကန်နေကြမြို့တုံးနေနေတော့။ပြီးကြည့်ခဲ့လားမလုံးနဲ့။ iPhone 16ကနေတော့တတင်းပုံမတိကနိုင်ကြအောင်အဲတင်း20တို့30တို့ပေးဝင်နိုင်ကြအောင် PGK လာလုပ်နေပြီကိုမနေဘူးကတော့ဘယ်လိုပြောရမလဲ။ဘာမှမနေတော့တိတိအောင်နေခဲ့နော်။ လိုင်းလေးစနေလေးကိုကြည့်ပြီးတော့ကအင်းဒီပြောမယ်တချို့ကတတ်တတ်ကိုကြည့်ခင်ရတော့ကိုတတ်တတ်ရှိရတာဘယ်မှဆိုလို့မဝဲဘူးဆိုတင်းချိပိုက်ဖြစ်တာမဟုတ်ပါဘူးအဲ့ဒီစနေလေးကိုကြည့်ပြီးတော့ချိုးရှိပါရဲ့ဆိုမဝဲနိုင်ဘူးကျင်းပါကျွန်တော်တကယ်ချင်းများအားလုံးဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်ဒီထဲမှာဆိုရင်ဖုံးဝယ်တဲ့ညမာလေးရပါတော့သူကတော့သူ့မှာပတ်စံအဲ့လောက်လည်းမချမ်းသာဘူးဗျာသူ့မှာအလုပ်လုပ်ပြီးတော့ပတ်စံစုပြီးတော့ဒီ iPhone လေးကိုကင်ကျင်လို့သူကတော့ ကင်လိုက်တာပေါ့နော်မှားပြီးတော့ကင်လိုက်တာဒါပေမဲ့သူ့လက်ထဲလဲရောက်လဲရောက်တော့ပထရီယာအာမခန့်ဦးပြီးတော့ software တွေလည်းသူ့လိုချင်တဲ့ software တွေ Facebook တို့ Messenger တို့ YouTube တို့ပေါ့နော်အဲ့ဒါလေးလည်း download ဆွဲလို့မရဘူးပေါ့နော်အဲ့ကိစ္စကြီးနဲ့ပတ်သက်ပြီးတော့ offline လို့ပြောရောင်းပြီးတော့ပြီးတော့ application တွေလည်းစောအောင်ထည့်လို့ရတယ်ပြောပြီးတော့မရတဲ့အခါကျတော့သူကနည်းနည်းစိတ်တူသွားတာပေါ့နော်ဘလို့ဆိုတော့ခုချိန်မှာကအားလုံးကအခက်ခဲတွေတွေ့နေကြရလေဗျာနော်ပတ်စံတထောင်ဆိုရင်တထောင်ဆိုသလောက်တော်တော်ကြီးကိုရှာရတယ်ဗျသုံးရင်သာခဏလေးသုံးရတာလေနော် ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သင်ခင်ချင်းတို့လည်းပြောစရာအကြောင်းအရာလေးရှင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျာနော်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမယ်ဗျာနော်